လေးတိလေးကန်နှင့်ရှောက်လန်းလာသောနှွေးဤခြေလန်းများသည်အိမ်တကားဝတွင်ရက်ဆောင်နေသည့်မမေကိုတွေ့လိုက်သည်မို့အနှဲငယ်တုန်ငဲဖြစ်သွားသည်ဒီချိန်ဖေဖေလည်းပြန်လာတတ်သည်ဆိုတော့နှွေးကိုစောင့်နေလေသည်လားဖေဖေကိုစောင့်နေလေသည်လားဆိုတာကိုတော့နှွေးမသိဒီနေ့စာတင်ရတာစာလိုက်နိုင်ရလားမနေ့ကမမေတူရှင်လာကပြေးလိုက်ဖို့မေ့သွားတယ်မနေ့ပြန်ယူသွားနော်ဟုတ်မမေစာလိုက်နိုင်ပါတယ်သမီးကတော်ပြီးသားပဲဟုတ် မမိအပြုံးကိုကြီးကျဲကျဲနဲ့ပြန်ပြင်းရင်းနှွေးအခန်းထဲသို့ဝင်လာလိုက်သည်နှွေးဝင်စားလဲပြီးအပြင်ပြန်ထွက်လာချိန်မှာတော့မမိကနှွေးအတွက်ထမင်းပြင်လို့ပြီးပြီမမိထမင်းဝဲလေးကခါတိုင်းလိုပင်ချင်းရင်တစ်ခွက်အသားဟင်းတစ်ခွက်နဲ့ထမင်းမြင်ကြီးကမပြည့်ချို့အတုမြုပ်လေးမျိုးစားမိပါသည်ထမင်းစားရင်းနဲ့တိုက်ခက်နိုင်ကိုမော့ချင်ပြီးတော့6နိုင်ခွဲပြီးဖြစ်၏တကယ်ဆိုဒီချိန်ဖြစ်ဖြစ်ပြန်ရောက်တယ်ဘင်း မမေကတော့ဆက်ခုံမှာထိုင်ပြီးအထံများကိုချုပ်နေလေသည်အင်းရှိတွင်ကာတစီရက်တန်ကြတယ်မို့လှမ်းကြည့်လိုက်တော့ဖေဖေနဲ့အန်ဒီနိုင်နှစ်ယောက်သားအန်ဒီနိုင်ကားပေါ်ကဆင်းလာသည်ကိုတွေ့ရသည်ဖေဖေကအန်ဒီနိုင်မှာမြေပွဲစားများမှုမကြခဏဆိုးစလို့အလုပ်ပွဲလို့ရတတ်သည်ဒီတခါလဲနှစ်ယောက်သားအလုပ်ဆောင်သွားရဖြစ်မည်မမေကတော့ဖေဖေအလုပ်ကိုစိတ်ဝင်စားပဲ ပုံမှန်ဝင်ငွေရသည့်အလုပ်ပဲလုပ်ချင်တဲ့ဟူဆိုကအိမ်မှာပင်ဆက်ချုပ်ဆိုင်အသေးစားလေးဖွင့်သည်မမေလရကတည့်ရက်ကောင်းမွန်သည်မူရက်ခွက်တွင်ရှိလူအတော်များများလာချုပ်ကြတော့လဲမမေတယောက်ထဲချုပ်ရသည်မူချုပ်ချက်များအလင်းအချိန်ကြသည်ကများသည်ထို့သူအချိန်ကြသဖြင့်တချို့ကလည်းမမေဆိုင်ကိုရှောင်ကြ၏အနိုင်ဘယ်လီတိုက်လို့ပါလာတာလဲကြည်ပါဦးဘွားလူလှလို့ပါလား မေမေကအန်တီနိုင်ကိုခီးဥကျုပ်ပြင်းရှင်းထွက်သွားတော့လဲနှွေးကတော့တကားနာမှရက်ကြည့်နေမိဆက်ဖြစ်သည်အန်တီနိုင်ကအစဉ်ကြီးချမ်းသာသောမိသားစုကိုပိုင်ဆိုင်ထားလို့ဖြစ်မိမေမေနဲ့အသက်ချင်းတူတော့လဲမေမေထက်ဘိုးနှုတ်ပြူထို့ပြင်ခွေလိတ်နေသောဆန်ရွက်များနဲ့ခင်မမီဝတ်စားစင်ထားမှုကြောင့်နှွေးကဲ့သို့ဆယ်ကျော်သက်ကလေးတယောက်ရှိတော်ညာအသက်35နှစ်ခန့်သာထင်ရ၏ မင်းစီပဲတမင်လာတာလေတမိအတွက်လည်းအထယ်ဝယ်ရင်မင်းအတွက်ပါတတိတရတထယ်ဝယ်လာခဲ့သေးတယ်။မင်းလည်းရအောင်သဘောကျလုံလုံမင်းစီအထယ်လာအပ်တာလေ။ဟဲတမင်းလေးတို့အစိုးကြီးရှိသေးရဲ့ညစာစားနေပြီလား။ဒီမှာတော့တမင်းလေးအတွက်အန်တီလက်ဆောင်ဝယ်ခဲ့တယ်နော်။ဟုတ်ကဲ့အန်တီနိုင်ကျေးဇူးတင်ပါတယ်နော်တမင်းစားပါအောင်။တော်ပြီတမင်းလေးရေကျေးဇူးမေနိုင်ကိုတိုင်းကိုတည်တယ်နော်ထမ်းတိုင်းတော့ဘူးနော်ဟောဒီမှာအထယ်သုံးဆုံးဒါလေးကနွေးအတွက် ဟေးလှလိုက်တာနိုင်ရင်နိုင်နေဆိုအရင်လိုက်မှာပဲကြည်စမ်းမအောင်ဥနီရလီဒါကြောင့်မဝေးလာခဲ့တာပေါ့ပြမီမီကြီးအိမ်မှာတမီလေးလေးစောင့်နေရောမယ်ကိုအမော်ကြီးနိုင်ပြမီနော်သမင်းသပွဲဝိုင်းနေနိုင်နေတူတူထိုင်လဲရှိသည့်ဖေဖေကဟုတ်ကဲ့မနိုင်ဟုဘလောက်ဘလောက်နဲ့ထားကြည့်သည်မမီကတော့အန်တီနိုင်ကိုခြံတော်ဝါးဝါးထိလိုက်ဖို့ကစကားတွေဖောင်ဖောင်ဝင်နေစေ ။တမိတငယ်ချင်းလေးတယောက်ခိုးရလိုက်သွားတယ်ဆို။မိမိအမေကိုနှွေးမဝမရဲခေါင်းငင်ပြလိုက်မိသည်။ဟုတ်တယ်မမေကျောင်းကနေရတာတမျိုးကြီးပဲ။အလုံးကတမိတို့အတန်းကိုချိပြီးလောင်နေတယ်လို့ခံစားရတယ်။တယောက်လာလဲဟိုခိုးရလိုက်သွားတဲ့ကောင်မလေးကအဲ့အတန်းကလေးဆိုပြီးပြောနေကြတာ။တမိတို့အတန်းပိုင်ဆရာမလည်းဒီရဲ့ပိုင်မျက်နှာမကောင်းဘူး။သမီးကဘာလို့နေရတာတမီးဖြစ်တာလဲသမီးရဲ့အမားလို့တာကသမီးမှမဟုတ်တာ သမီးတို့အတန်းကိုအဲ့ဒီလိုပြောတာမခံနိုင်သမီးကစာအုပ်ပဲဖြစ်ကြိုးစားတတန်းလုံးစာကြိုးစားရင်အဲ့အတန်းကစာတော်တဲ့သူကြီးပဲဆိုတဲ့စကားမျိုးထွက်လာလိမ့်မယ်။နောက်ပြီးတခြားသူအမလူတောင်သမီးကလိုက်မခံစားနဲ့။ဟုတ်မမေသမီးစာကြိုးစားမှာပါ။ဒါပေမဲ့သမီးဘာမှမဟုတ်တဲ့ကိစ္စတစ်ခုအတွက်သမီးရှက်နေရတာကိုငုံနေ။သမီးလည်းမဟုတ်တာမလို့ခွင့်နဲ့ဘာလို့ဒီအတန်းကလို့ပြောကြတာလဲ။နွေအမေစကားကိုမိမိကအပြင်းနဲ့တောက်ကြတယ်။ လူဆိုတာကတော့ဒီလိုပဲပြောစရာရှိတာကိုဆက်နယ်ပြောကြတာပဲလေဒါပေမဲ့အရေးကြီးတာကသမီးရဲ့ဘဝမှာသမီးလုပ်သည်မှန်ကန်တယ်ဆိုတဲ့စိတ်ကိုသမီးကိုယ်တိုင်ထားနိုင်မှုအရေးကြီးတယ်အဲ့ဒါကိုလိပ်ပြလုံနေလို့ခေါ်တယ်လိပ်ပြလုံနေဆိုတဲ့စကားလုံးလေးလုံးထဲမှာအတိတ်ပဲအများကြီးပါတယ်မကောင်းတဲ့အရာတွေကိုငါရှောင်တယ်ကောင်းတဲ့အရာတွေကိုပဲငါလုပ်တယ်ငါလုပ်တဲ့ကိစ္စကိုငါတာဝန်ယူနိုင်တယ်စသဖြင့်ပေါ့ ဘဝကိုတိမ်တိမ်ငင်ငင်နဲ့ကြီးလန့်ဆာဆာနဲ့အရာရာကိုကြောက်ရွံ့ပြီးဖြတ်တန်းမလားဒါမှမဟုတ်ငားမန်းနဲ့ငါလိပ်ပြာလုံနေဆိုတဲ့စိတ်နဲ့အားလုံးကိုခေါင်းမော့ရင်ကော့ပြီးရင်ဆိုင်မလားခေါင်းမော့ရင်ကော့မှာပေါ့မင်းနီဟုတ်ပြီအဲ့ဒါဆိုရင်အမြဲတမ်းလိပ်ပြာလုံအောင်ကြိုးစားပါကိုလို့တမရအရာအလုံးကိုစမ်းစစ်ဖို့မမင်းနဲ့တမီလို့တမရအရာအလုံးအတွက်ပဝင်းကျင်ကတော့စိုးတဲ့အရာတွေနဲ့တုံ့ပြန်လို့ကောင်းတဲ့အရာတွေနဲ့လည်းတုံ့ပြန်ပါပဲ ဘာတွေပဲလာလာမကြောက်နဲ့မရှက်နဲ့ကိုဘာဟုမှမဟုတ်တာမလုပ်ထားတဲ့အတွက်ရဲရဲရင်ဆိုင်ပြီးလာအချိန်တိုင်ရင်အမှန်ကိုလူတွေတီးလာလိမ့်မယ်မိမိစကားကိုဝင်စင်သာရင်လူတွေတီးမသွားတဲ့အမှန်တရားကိုမရှိနိုင်ဘူးလားမိမိခုဆိုတမိတငယ်ချင်းခွေရလိုက်သွားတာတမိတို့တိုက်တင်းလို့တဲ့ပြောနေကြတယ်ဒါပေမဲ့တမိတို့တငယ်ချင်းတွေကဘာမှမပြောခဲ့တာဘူးမွေးလက်မကလေးကိုမိမိကသူ့လက်မကလေးနဲ့တူချီကပြင်ကြသည် မမေ့ပြုံးသည်နှွေးအတွက်တော့အားစီးခွဲမှုနှွေးတင်စားခြင်းမိသည်တခါတလေရှိလာနိုင်ပေမဲ့လည်းတမီးလေးစိတ်တမ်းမှုအပြစ်မရှိဘူးဆိုတဲ့ယုံကြည်ချက်ရှိဖို့ကအိုးအရေးကြီးပါတယ်မမေ့အိတ်တအိမ်မာလီတမီးသားစုလုံးလက်ပြလုံးနဲ့ဆိုရင်အဲ့ဒီမိသားစုကမိသားစုလိုက်စိတ်ချမ်းသာနေမှာပေါ့နော်လောချမ်းမရှိတော့ပျော်ပြီဆိုရင်လည်းအတူတူပျော်ပြီအမြဲတမ်းတာယာချမ်းမြင်နေမှာပေါ့နော် ဒါတော့ဒါဘောသမီးရဲ့ဒါပေမဲ့သမီးသားစုလုံးလက်ပြလုံးနဲ့ဆိုတာမျိုးကအလွန်ကံကောင်းတဲ့မိသားစုတွေမှာပိုင်ဆိုင်တာမျိုးသမီးလေးရဲ့ခုမမေ့ကြည့်ပါလားမမေ့ဆိုသမီးလေးလိုမျိုးစိတ်ထားကောင်းပြီးလက်ပြလာတဲ့သမီးလေးကိုပိုင်ဆိုင်ထားတယ်လीဘလောက်စိတ်ချမ်းသာစရာကောင်းလဲပြောပြောဆိုဆိုနဲ့မမေ့ဖက်လာတော့မိကူလေးကြုံဝင်သွားတယ်မမေ့ထွေးပွေမှုကြောင့်မွေးရင်ထဲမှာလည်းကြည်နူးသွားရတယ် ဒါဆိုတစ်ခုကြကွက်တဲ့ကြောင့်နှွေးဤမျိုးလုံးများစက္ကနဲပွင့်သွားမိဘူးဟင်မမေဘေးရောက်တော့ပါလေဟုတွေးရင်နှွေးခန်းပြင်သို့ထွက်လာလိုက်သည်ညောင်ပိုင်းတော်ကမမေနှွေးနေလာအိပ်သည်နိမင်းညာကဖိဖိပြန်လာတာညံ့နေသည့်အချိန်နှွေးအိတ်တော်တောင်ဖိဖိပြန်မရောက်သည်ငါလေးပြန်ငါလုံးနေအင်းမီမင်းဘာမဟုတ်တဲ့အကြောင်းလေးနဲ့ငါ့ကိုလာမယူးစွန့်နဲ့ငါဘောအနိုင်ဘောဘလောက်ယူတာလဲဆိုတာမင်းအသိဆုံး အိတ်ခမ်းမာကြီးတို့လှမ်းတော့နေခြင်းပဲများသည်ဖိဖိအတန်မှာမှာကြောင့်ရုတ်တရက်တန့်သွား၏ဖိဖိရှည်တွင်ရက်နေသည့်မမေ့မျက်နှာကိုနှွေးလှန့်ကြည့်လိုက်မိသည်ခမ်းမိန်မိန်ထွန်းထားသောအလင်းအောင်လို့ကြောင့်ထင်မမေ့ညဝင်းတို့သည်အယောင်တလက်လက်ရှိနေချေ၏ဒေါသလားမျက်ရည်လားဆိုသည်ကိုတော့နှွေးလည်းမသေးကွယ်ရှင့်လိုက်ပြရှင်လုံလို့ရတယ်ကွာမောဒါပေမဲ့ရှင်ရှိနေတာကလုံမှုအဖွဲ့စီရှင့် လူကျင့်ဝတ်တွေနဲ့တိဆောက်ထားတဲ့လူမှုဖွဲ့စည်းရှင်းလိပ်ပြဘလောက်လုံးလုံးရှင်တယောက်တည်းလိပ်ပြလုံးလို့မရအောင်ရှင်ပြုတ်မှုတဲ့အလို့ရှင်နေထိုင်တဲ့အနေထိုင်ကရှင်နောက်ကမိသားစုကိုထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းမိထားလို့မရအောင်အနိုင်ကလည်းကျမတငေးချင်းနဲ့သူ့အကြောင်းအောင်းကောင်းနားလဲလေဒါပေမဲ့ရှင်နဲ့အနိုင်ကြောင့်ကျမနားလဲပြနိုင်တာနဲ့ပဲအနေထိုင်မစင်ကျင်အောင်လို့မဆိုလို့တငေးချင်းနေကြမှာလောက်တက်တဲ့ကျူးမှုကိုစီးပွားရေးပတ်ဝန်းကျင်ထဲမှာပါလိုက်လို့မရအောင် ရှင်းတငယ်ချင်းအရာရှိကိုသူ့ဝန်ထမ်းတွေရှိမှာရှင်းချမ်းနဲ့တွားကန်လို့မရဘူးအခုကလည်းအပြင်ကလူတွေပါအပြောများနေတဲ့အတွက်ရှင်းကိုကျွန်မတတိပေးနေတာဒီကြားထဲအနိုင်အိမ်တော်ရင်ကန်ကလည်းမကောင်းတဲ့အတွက်အိမ်တော်ကဖြစ်နေတဲ့အတွက်နိုင်ဂုံသိက္ခာပါထိခိုက်နိုင်လို့ပြောနေတာကြောက်ပြီးပြီးချင်းမှာပဲမေမေကအိမ်တော်ဖေးသူလှမ်းလာတယ်မို့နှွေးအိတ်ခမ်းဘက်ကိုကမန်းကန်ပြေးသွားလိုက်မိတယ်နနက်တုံးကတော့မေမေရှင်မှာ နှွေးလက်မလေးထောင်ကအမြဲခေါင်းမော့ရင်ကော့နေမည်ဟုတတိချင်းချခဲ့သေးတယ်။ဟောခုတော့မိမိကဟိမိကိုပြောနေပါပကော။ရှင်တယောက်တည်းလိပ်ပြလုံးလုံးမရဘူးတဲ့။လူမှုအဖွဲ့စည်းတဲ့။အန်တီနိုင်ကိုနှွေးတီတီနှွေးတီတလအန်တီနိုင်နဲ့မိမိကတငယ်ချင်းနေဖြစ်ပြီ။ဒါဆိုဖေဖေမိမိနဲ့အန်တီနိုင်ကြပြဿနာဖြစ်စေခဲ့တာ။ဘာများပါလဲ။တွင်တွင်နှွေးခေါင်းနဲ့ရှုပ်လာသည်မို့ ခေါင်းကိုတပြင်းပြင်းကုပ်လိုက်မိသည်။ယော့သမီးတို့အတင်းနိုင်ပြီးတဲ့ဝတ်စုံလေးမိမိသမီးတို့ချုပ်ပေးပြီးပြီ။မိမိပေးသည့်ဝတ်စုံကိုနှွေးယူလိုက်တော့လဲဝတ်မကြည့်မိသည်။နှွေးကြိုက်သည့်ကြက်သွေးရောင်လေးဖြစ်သည့်ဖြင့်မိမိကဒီဇိုင်းဆန်းဆန်းလေးချုပ်ပေးထားသည်မို့ဝတ်စုံလေးကဝတ်ချင်စပွဲဖြစ်အောင်ဆွဲဆောင်နေသည်။မမရဲ့ထမင်းစားမဲ့ဟဲ့ တင်းစီမှလမ်းဝင်ဝင်ဝင်လာသည့်ဖေဖေကမင်းကိုမြင်တော့မျက်နှာတမျိုးဖြစ်သွားသည်ဒီနေ့လဲဖေဖေကဦးချမ်းပစုံညူရံကိုဝတ်ဆင်ထားသည်ပဲမနေ့ကလဲဒီအရာဝဲဖြစ်မိခြင်းဖေဖေမျက်လုံးထဲသို့နှွေးခက်ဆူးဆူးမြင်ဆိုက်ကြည့်လိုက်တော့ဖေဖေမျက်နှာလွဲသွား၏ထို့နောက်သမီးညသာစားပြီးပြီလားဒီနေ့စာသင်ရတာကမလို့နေသိပ်ပံဝိဇ္ဇာခွဲမြဲဆိုတာရောမင်းမိချာယူထားလဲသမီးဟဲကိုအမေကလေးစီမကောင်းဖြစ်အောင်ဘာလို့ရှောင်ဝင်နေရလဲ အဲ့ဒါလွန်ခဲ့တဲ့တစ်လတည်းကလေအမီးကဆောင်းဝဲတောင်ဖြစ်ပြီးလို့တိတ်တန့်တွဲပဲယူထားပြီးပြီလေဘာလို့ဖြစ်နေမလဲမသိဘူးတိတ်တန့်တွဲတောင်ယူပြီးလို့အတန်းထဲမှာစားလိုက်နိုင်သောကလေးရှင်ထဲမှာတော့တမိပါတယ်ရှင်မမီကပြင်းတဝက်ရဲတဝင်းနဲ့ပြောတော်လဲမွေဖိဖိမျက်နှာကိုမရေမပြုံးနဲ့စိုက်ကြည့်နေမိသည်မမီပြောသည့်လက်ပြာမလုံးချင်းဆိုသည်ကိုနွေကိုယ်တိုင်မြင်တွေ့ဘူးချင်းအတွင်းနှင့်အတူဖိဖိလက်တွေကိုနွေမီးစိုက်ကြည့်မိသည် မနေ့ကတော့ထိုလက်များသည်မင်းမင်းမဟုတ်သောတခြားအမျိုးသမီး၏လက်ကိုဆွကင်ရက်ကြာရှိနေခဲ့သည်လေ။နွေတူရှင်တက်ရောက်သည့်လမ်းကြားလေးထဲမှာပဲတယောက်လက်ကိုတယောက်ဆုံးရင်လမ်းလျှောက်လာသည့်ဖေဖေနှင့်ထုံမင်းမကိုနွေညနေချင်းဆိုင်တွေ့ခဲ့ရသည်လေ။နွေတူရှင်တက်ရလမ်းကြောင်းကိုမတိရလောက်အောင်ထိဖေဖေနွေအပေါ်နေခဲ့သည်။မမေမနေ့ကလည်းအနေနိုင်တဲ့ ကိကရာပြုံးမှုမိသွားတယ်။အန်ဒီနိုင်ကလည်းဒီလိုချက်သွေးရောင်ဝမ်းစလေးရှိတာပဲ။အန်ဒီနိုင်မိတဲ့ဝတ်စုံကလှလို့မမေချုပ်ပေးထားတဲ့ဒီဇိုင်းလေးကလည်းလှတယ်။ဒါပေမဲ့အန်ဒီနိုင်သမီးတွေပဲပြန်ပေးလိုက်ပါမယ်မင်း။အန်ဒီနိုင်တို့သားမိဝမ်းဆက်ဖို့လိုရတယ်။ဘာမှမသက်ဆိုင်မဲ့လက်ဆောင်ပြလာတာကိုပို့သမီးလက်ပြောင်းမလို့။တကယ်လို့သမီးနဲ့ဆူမျိုးတော်တဲ့သူကသာလက်ဆောင်ဆိုပြီးပေးလိုက်ရင်တော့အမင်းလက်ပြောင်းလို့နဲ့ပြင်ပါပါ။အမင်းဖြစ်နေတာဟော။ ပြောမိပြီးချင်းအိမ်ကမ်းမဲ့ပြန်လဲမှာပဲအင်တစ်ခုလုံးမြို့တည့်စိတ်ငြိမ်သွားလို့တင်ရ၏ထို့နောက်ဖိဖိချီလန်းတို့တူးဖွားစားနေရရွေ့သွားသည်ကိုခံစားလိုက်ရသည်သိကြပါသည်နောက်နောက်နဲ့လဲနှွေးမျက်လုံးနဲ့တို့ဖိဖိစိုက်ကြည့်ဝင်မှာစိုက်ကြည့်ဝင်နိုင်ပါလိမ့်မို့